လစ်ပန်ပြိုးသူဒေါ်လန်ကလစ်ကများအားလုံးပဲမင်္ဂလာပါခင်ဗျဒေါ်လန် YouTube Channel လေးဖြစ်တဲ့အိမ်ကိုပြန်မဲ့ရေစံလန်း Homework YouTube Channel လေးနဲ့ပြီးတော့တပ်ဖန်ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့တော့ကလစ်ကားကိုပြန်လဲပြီးတော့မျှဝေဖို့ရွေးချယ်လာတာလေးကတော့ဆရာဒေါက်တာဖြိုးတီဟရေးသားထားတဲ့စောင်းပါတူလေးတပုတ်ဖဲဖြစ်ပါတယ်ခင်ဗျ အဒီဆောင်ပါလေးကို ပြန်လဲရွတ်ဖက်မျှဝေခွင့်ပြုပါလို့ဆရာကိုကျွန်တော်မြေတားရဲ့ခံခွင့်ပန်ပါတယ်ခင်ဗျာအဒီဆောင်ပါလေးထဲမှာတော့ဆရာကဘလို့ဘ ਹੁ တုတရာဆရာရိဘလို့ motivation နေနဲ့စေခွန်အားမြင့်ဇာလေးတွေရေးပေးထားမလဲဆိုတာလေးကိုတော့ like ပါနှာစင်ပေးပါအောင်ခင်ဗျာရှင်ကြီးမှုတော့ပြောက်မသွားစေနဲ့ လူတွေမှာရှင်စီရာတခုမဟုတ်တခုတော့ရှိတတ်ကြပါတယ်။ထင်ရှားတဲ့ဥပမာကတော့ဘာသာရေးပေါ့။သာဝရဖရာသခင်ကိုရှင်ကြည်တယ်။ဗုဒ္ဓဘာသာဝင်ဆိုရင်တော့နိဗ္ဗာန်ကိုရှင်ကြည်တယ်။ရှေးဘဝနောက်ဘဝဆိုတာတွေကိုရှင်ကြည်တယ်။ဆိုရတယ်ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာဖရာကပူကောင်းတာတွေ ပြင်ဆင်ပေးထားတယ်ဆိုတဲ့ယုံကြည်မှုနဲ့ဖြတ်ကျော်ကြပါတယ်။ တပားသူရဲ့ယုံမှမှုကိုခံရတဲ့အခါမှာ ကိုပြူတီကံပဲ့တင်တန်ကိုထံပြန်လာမည်ဆိုတဲ့ယုံကြည်မှုနဲ့မဟုတ်တာတွေပြန်မလို့မိအောင်ကိုကိုကိုထင်ထင်ကြပါတယ်။တောင်းပါပြ။အခုစောင်းပါမှာတော့ဘာသာရေးနဲ့မဆက်ဆက်တဲ့ယုံကြည်မှု၃မျိုးအကြောင်းကိုရှင်းပြပြောပြချင်ပါတယ်။နံပါတ်၁ကိုကိုကိုယုံကြည်ပါ။ ငါဟာအခက်အခဲတွေဒုက္ခတွေဖြတ်ကျော်နိုင်တဲ့သူဖြစ်တယ်။တော်ယုံနဲ့လဲပြူသွားမဲ့သူ မဟုတ်ဘူးဆိုတဲ့ရှုံးချင်မှုမျိုးကိုလိုအပ်ပါတယ်။ဒါကတော့နေရင်ထိုင်နေတော့မရပါဘူး။တနည်းအရမှာကျွမ်းကျင်ပိုင်နိုင်မှု ရှိရပါမယ်။စိတ်တကြက်ခံမှု resilience မြင်ရပါမယ်။ဘလို့အခြေအနေမျိုးမှမဆိုးရှင်သန်နိုင်တယ်။ adaptability လည်းလိုအပ်ပါတယ်။ ဖွင့်ထားတဲ့စိတ်စဉ်စားမပြတ်လိမ့်လာတည်မှုဒါတွေကလည်းအရေးကြီးပါတယ်။အရင်ကအရေးဖို့တလိုမျိုး identity နဲ့ resilience ကအပြန်အလှန်ဆက်ဆက်နေပါတယ်။တရားမှုရှိနေပါတယ်။ကိုကိုကိုအားနေတယ်။ပြောညာနေလို့မြင်နေလို့ရှိရင် အခက်အခဲတွေနဲ့ကြုံတဲ့အခါမှာဖြတ်ကျော်နိုင်မှာမဟုတ်မလွယ်ကူပါဘူး။ဖြတ်ကျော်နိုင်ဖို့ကမလွယ်ကူပါဘူး။အဲ့ဒီအခါ ိုကိုကိုပျော်ညံ့တယ်လို့ပို့ပြီးတော့မြင်လာပါတယ်။မြင်လာတဲ့အတွက်ထေခင်နဲ့ဆိုလက်လျှော်လိုက်တော့တယ်။ပြောင်းပြန်အနေနဲ့ကိုကိုကိုတန်ပါတယ်လို့မြင်ထားရင်တော့အခက်ခဲတွေကို ဖြတ်ကျော်ရတာလွယ်တယ်။ဒီတော့ယုံကြည်မှုကပို့ပြီးတော့ရှိလာတယ်။တော်ယုံခက်ခဲလောက်တော့မမှုတော့ဘူးတကယ်လည်းဖြတ်ကျော်နိုင်တဲ့သူဖြစ်လာတယ်။ဒါကြောင့်လူတယောက်ကိုမင်းဖြတ်ကျော်နိုင်မှာပါလို့အပိစကားလေးပြောနေုံနဲ့တော့ မလုံလောက်ပါဘူး။ သူ့ကိုကိုသူ့ကိုတိုင်လုံလောက်အောင်ခက်ခဲချမ်းသာတဲ့အခြေအနေတခုကိုတကယ်ဖြတ်ကျော်ဘူးတဲ့အတွေ့အကြုံရှိဖို့ကလိုအပ်ပါတယ်လို့ထင်ရှားတဲ့ neuroscientist steve myer ကပြောခဲ့တာပါနံပါတ်1လောက်ရကောင်းတွေကို ကြည်ပါ ကိုယ်ဘက်ကကောင်းကောင်းမွန်မွန်ရက်တည်နေခဲ့ပေမဲ့အပေါ်ချတိုက်ခိုက်ခံရတာကိုက တမအားဇီဝကြကြလောကစားတော့ပဲမဲ့မဟုတ်တဲ့နီလန်းနဲ့ဇီဝရှာနေသူကជីပွားတိုးတက်သွားတာကိုကူညီပေးလိုက်တဲ့သူက ကိုအပေါ်ဒုက္ခပြန်ပေးတာစသဖြင့်ကြုံမှုကြမယ်ထင်ပါတယ်နိုင်ငံနဲ့ချီပြောရမယ်ဆိုရင်လေဒလောက်ရက်ဆက်ရုံမာသူတွေကအခုထိဘာမှမဖြစ်သေးဝတ်မလဲချသေးတာလဲမြင်နေရတာပဲမဟုတ်လားအဒီခါဘလို့ခံစားရပါသလဲ ပုထုဇဉ်လူသားတွေဖြစ်တဲ့အတွက်တော့အနည်းနဲ့အများတော့ခံရခက်တာကြီးပါပဲသို့တော့သူတို့လိုလိုက်လို့မလားမေးရင်တော့လုံမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ရှင်းပါတယ်အဲ့ဒါလိုလိုက်လို့လိုက်လို့ရှင် ကိုကိုကိုလေးစားမှုကပြဆုံးသွားမှာမလို့ပါပဲအဲ့ဒီဒါကြောင့်ဘသူအတွက်မှာမဟုတ်ပါဘူးဘသူတွေချီကျူးအတိမတ်ပြုဖို့မှာမဟုတ်ပါဘူးကိုအတွက်ကို လုံနေတာပါကိုကိုကိုဂျင်ညိုဂျင်လို့ဒါလုံနေတာဆိုတော့ ခံယူချက်မျိုးဟာတိတ်ပြီးတော့အရေးကြီးပါတယ်လွတ်လဲလွတ်လပ်သွားစေပါတယ်လွတ်ရကောင်းတွေကိုလည်းခိုင်ခိုင်မာမာနဲ့ဆက်လုံနိုင်သွားပါလိမ့်မယ်လူဆိုတာကကိုယ်ဆိုင်ပြိုးတာကိုကိုယ်ရည်သိမ်းရတာပါပဲအထူးသဖြင့်ခုလိုခက်ခဲတဲ့ကာလတွေမှာကိုယ်ဆိုရင်ကိုယ်ဆိုရင်လူတွေကကူညီပေးကြတယ်ယုံကြည်ကြတယ်ဆိုတာအကြောင်းမဲ့တော့မဟုတ်ပါဘူးကိုယ်အရှိက အရှိကလွတ်ဆောင်ခဲ့ရတယ် တိဆောက်ခရာရဲ့အသည့်ပွင့်ကို ပြန်ခံစားနေရတာပါပဲမင်္ဂလာတုံးမှာပါပါတယ်ပုတ်ပေစာကတပုံညတ်တာတဲ့ရှိကပြုခဲ့မှုတဲ့ကုသိုလ်ကောင်းမှုများရှိခြင်းသည်မြတ်တော်မင်္ဂလာညီဤတဲ့အင်္ဂလိပ်လိုဆိုရင်တော့ to have done good deed in the past ရှင်းရှင်းပြောရအောင်တော့အရင်က ကောင်းတာတွေလုပ်ခဲ့ပူတာဟာ အောင်မြင်ဖို့အကြောင်းတရားပါပဲဒါကြောင့်ဘလို့အကြောင်းကြောင့်နဲ့မှကိုယ့်ရဲ့လှုပ်ရခေါင်းတွေပေါ်ယုံကြည်မှုတွေကိုမစွန့်လွတ်လိုက်ဖို့ကလိုပါတယ်နံပါတ်3အနာဂတ်ကိုယုံကြည်ပါမေ့စရာရှိပါတယ်အနာဂတ်မှာဒီလောက်မောင်မိုက်ပြီးတော့မရေမရာဖြစ်နေတာကိုဘလို့သွားပြီးတော့ယုံကြည်ရမလဲပေါ့မှန်ပါတယ်ဖြတ်တန်းနေရတဲ့အခြေအနေတွေကနောက်9နှစ်10နှစ်လည်းမပြောနဲ့ မနေ့ကဖန်တပတ်ခါတော့မှရေရတာမဟုတ်ပါဘူး။သို့တော့လေကျွန်တော်တို့ဒီတိုင်းထိုင်နေလို့တော့မရပါဘူး။တခုခုတော့လုံနေရပါလိမ့်မယ်။ဘလောက်ပဲစံတော်ဝါဖြစ်နေပါစေဆက်တော့ရှောင်နေရပါလိမ့်မယ်။အနာဂတ်ကိုမျှော်တွေးရပါမယ်။ပြင်ဆင်တယ်တိဆောက်တယ်ဆိုတာပါလေပြန်စဉ်းစားကြည့်။လိုအပ်တဲ့အကြောင်းတရားကိုဖြည့်ဆည်းနေခြင်းပါပဲ။ကျမ်းမာခြင်းနဲ့ကျမ်းမာဖို့အတွက်လိုအပ်တဲ့အကြောင်းတရားတွေကိုဖြည့်ဆည်းလိုက်ရင်တော့ ချမ်းမာလာလိမ့်မယ်။ချက်ချင်းပြောင်းလဲလာမှာလားမဟုတ်ပါဘူး။လက်နဲ့ချီပြီးတော့ကြာနိုင်ပါတယ်။စိတ်ပြည့်စရာတွေအာရုံချင်စရာတွေလည်းကြုံရပါလိမ့်မယ်။လှုပ်တာလှုပ်နေတယ်ထူးမလာဘူးဆိုတဲ့ခံစားချက်တွေလည်းရနေပါတယ်။ဒါတွေကိုကြော်ဖြတ်ပြီးမှထူးခြားမှုတွေကိုမြင်ရမှာဖြစ်ပါတယ်။ဘာသာစကားတက်ကြွခြင်းလည်းဒီလိုပါပဲ။ဘဝအောင်မြင်မှုနဲ့ပတ်သက်ရင်လည်းဒီလိုပါပဲနောက်ဆုံးနိုင်ငံရေးစနစ်ရဲ့အပြောင်းအလဲမှာလည်းဒီလိုပါပဲ လိုအပ်တဲ့အကြောင်းတရားတွေကိုဒါဖြည့်ဆည်းနေလိုက်။ဆံရအချိုးတရားကမလွဲမသွေရလာနိုင်မယ်ဆိုတဲ့ယုံကြည်ချက်ကမဖြစ်မနေလိုအပ်ပါတယ်။အဲဒါသာ မရှိရင်လုံလောက်အောင်မခံပါရင်လမ်းတဝက်မှာရင်လက်လျှော့မိသွားတတ်ပါတယ်။အဆုံးအထိမရောက်တဲ့ကြိုးစားအထုမှုဟာအစာကလေးကမလုပ်ခဲ့တာနဲ့အတူတူပါပဲ။ဒါကြောင့်ဘာရက်လက်မှမမြင်သေးတဲ့ကာလတွေကိုဆေရှိရှိနဲ့ဖြတ်ကျော်နိုင်တဲ့စွမ်းရည်အပြောင်းလဲတွေကိုဖော်ဆောင်တဲ့နေရာမှာအရေးကြီးပါတယ် လောကဓမ္မဆိုတာ လောကဓမ္မဆိုတဲ့တရားကနေဆင်းသက်လာတာလို့လောကဓမ္မဆိုတဲ့စကလုံးကနေဆင်းသက်လာတာလို့သိရပါတယ်လောကမှာရှင်တန်ကျင်လည်နေကြတဲ့သူတိုင်းရှောင်လွဲလို့မရတဲ့တဘာဝကိစ္စတွေပေါ့အဲ့ဒါတွေကိုရှင်းဆိုင်နိုင်မှုအတွက်ကတော့ကိုကိုကိုယုံကြည်ပါကိုယ့်ရဲ့လောရဲ့ကောင်းတွေကိုယုံကြည်ပါ အနာဂတ်ကိုယုံကြည်ပါ လောကမှာ အဆုံးဆုံးကိစ္စဟာတပားသူတွေရဲ့လိုရသို့မဟုတ်တုံ့ပြန်မှုကြောင့်ကိုလိုရမဲ့လိုရကောင်းတွေကိုရပ်ပလိုက်တာကိုကိုကိုပြောင်းလဲပလိုက်တာဆွဲနေပလိုက်တာပါပဲဘာတွေဘလောက်ပဲပျောက်ဆုံးသွားပါစေယုံကြည်မှုတော့ပြောင်းမသွားဖို့တော့လိုပါတယ်ဒေါက်တာဖြိုးတီဟာ32ရက်3လ2024ဒါလေးကတော့ ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့ယုံကြည်မှုတော့ပြောင်းမသွားပါစေနဲ့ဆိုတဲ့ motivation စာမတူလေးပဲဖြစ်ပါရခင်ဗျာအခုကာလအင်မတန်ခက်ခဲတဲ့ကာလဆိုပေမဲ့လည်းကျွန်တော်တို့ရင်ဆိုင်ရမယ့်ဖြည့်စည်ရမယ့်အကြောင်းတရားတွေပဲပေါ့ဗျာအဲ့ဒီအကြောင်းတရားတွေရဲ့နောက်မှာအကျိုးဆက်အနေနဲ့ကျွန်တော်တို့ရလိုက်ကောင်းတွေခံစားရမှာပါ အမြဲတမ်းလဲမောင်မိုင်းနေရမျိုးလဲမရှိပါဘူးဒါပေမဲ့မောင်မိုင်းနေတဲ့တကောင်ရံကိုဖြတ်ကျော်ပြီးမှပဲရှောင်နေတာတဲ့နေ့တစ်ကိုမြင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့အချိန်ပြီးပြီးတော့နားဆင်ပေးကြတဲ့ကလစ်ပေးကြတဲ့တော်လန်ကလေးကဒုတိယချက်စီတိုင်းကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျာထပ်ဆင်ပြီးတော့ကျေးဇူးတင်ရမှာတော့ဗျာအာနောက်ကနေပြီးတော့ background music အနေနဲ့ ပံ့ပိုးပေးတဲ့ supporting ပေးတဲ့အဲ့ဒီ account တွေပဲပေါ့တော်တော်ကြီးကိုမနေကိုဒီခံပြီးတော့ကျပခဲ့ရတယ်ကျွန်တော်တော့ဒီလောက်ဖြစ်နေမှာစာဘက်တဲ့ clicker ဆိုပြောမနေတော့ပေါ့ဗျာโอเคနောက်ခံအတန်လေးကြောင်းမလို့နောက်ရှက်ဖြစ်သွားရဲဆိုလို့ရှင်လဲကျွန်တော်ထပ်ဆင်ပြီးတော့ပဲတောင်းပန်ပါတယ်ခင်ဗျာတခါ တခါတလေကြလို့ရှင်ပြန်ပြီးတော့တွေးမိတယ်အာဟိုတလောက Facebook ပို့ဇာတ်နေပြီးတော့တွေးလိုက်တဲ့ဟာတာလေးလိုမျိုးအဲဒီကောင်ပဇင်းကောင်နှစ်ချက်တက်ပြီးတော့ဘေးကနေပြီးတော့ Bluetooth သင်းဖွဲ့တယ်အဲ့လိုမျိုးလုံးလိုက်ရှင်တော့အတက်ခါတလေကြအဲ့မှသူတို့လည်းသူတို့အတန်လေးသူပြန်ပြီးတော့နားဆင်မိရပေါ့ကဲ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 သုံးတာအာလူတက်ရောင်းလာပဲဟုတ်ကဲ့ ကျွန်တော်ကတော့ answer ပါခင်ဗျာ answer ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့တိတာမှတ်ထားပေးပါခင်ဗျာ clip ပန်းပြို့သူဒေါ်လန် clicker များအားလုံးပဲဒွားဝကြားရဲ့ဘေးအန္တရာယ်ဆိုးတွေအာနာယူဖက်စစ်မိဆာကောင်ရဲ့ဝေဟင်အန္တရာယ်ဇိုးကနေပြီးတော့အမြန်ဆုံးအမြန်ဆုံးလွတ်ကင်နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားဖို့မေတ္တာရဲ့ခံပါတယ်ခင်ဗျာ ဟုတ်ကဲ့တော်လန်နေစေနေရများပါခင်ဗျာငုံမခံနဲ့တုံပြန်အန်တုတွန်းလန်ဖက်စစ်တန်းအချိန်နဲ့စီးဆင်းလာတဲ့ရေလိုင်းတွေကိုဘတ်တူဘတ်တူတူတယောက်ကမှမသားစီးနိုင်တယ်လို့မျိုးကျွန်တော်တို့ရဲ့ရှင်တန်နေတဲ့တော်လန်နေတဲ့စိတ်သက်တွေကိုလည်းဘတ်တူမှရိုက်ချူဖြစ်စီလို့မရပါဘူးခင်ဗျာအဲဒါကြောင့် ရှည်ဇာလန်းဖြစ်တဲ့အိမ်ပြန်ခရီးအတွက်ကျွန်တော်တို့အတူလက်တွဲပြီးတော့သွားကြစို့ဗျာ။